Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ live share ကလေးပုံပြောမှာပေါ့နော်တင်းတို့ရဲ့အချက်ရေးအကြောင်းကိုတင်းတို့ရဲ့အချက်ဇလန်အကြောင်းကိုပေါ့နော် collective reading လေးလုပ်ပြီးမယ် collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုင်းရင်းစရာမလိုဘူးဖိုင်းရင်းစရာမလိုအားလုံးကိုစုံအောင်ကြည့်ရမယ်နော် video စုံအောင်ကြည့်ပေးရမယ်အဲခုလူတွေတော်တော်များများလဲ collective reading ကိုအာတိကြပြီးထင်ပါတယ်เนาะအဲအဲ့ပြီးတော့ ်ခုဒါတော့ခေါင်းစဉ်ကတော့ကျွန်မပါရဲဆိုတာမရှိဘူးတင်းတို့ရဲ့အခြေအရေးပဲပေါ့နော်တင်းတို့ရဲ့ခုလက်ရှိအခြေအရေးကိုကြည်ရဖြစ်တယ်ပေါ့နော်အဲ့တော့စလိုက်ကြမယ်အဲ့တော့တင်းတို့ရဲ့ခုလက်ရှိအခြေအရေးနဲ့နောက်ပါဆက်ဖြစ်မှာလဲပေါ့เนาะပါဆက်ဖြစ်မှာလဲဆိုတော့ဒီကိုကြည့်ကြပါမယ်တင်းတို့ရဲ့ခုလက်ရှိအခြေအနေနဲ့နောက်ပါဆက်ဖြစ်မှာလဲเนาะ သင်တို့ရဲ့အခုလက်ရှိခြေနောင်ပါဆက်ဖြစ်ပါလေနော်โอเค9တော့ဟာအေးဆောင်ခါ It's okay, final cup. Ten oh one. Four o'clock. တော့လင်ခုကြည့်နေရဲ့ collateral collateral လေးကပေါ့เนาะအမ်ချစ်ရေးမှာတော့အဆင်ပြေနေတဲ့ပုံတော့မပုံအဲတချို့လူတွေလည်းအဆင်ပြေကောင်းပြေနိုင်နေပေါ့เนาะတချို့လူတွေလည်းအဆင်ပြေကောင်းပြေနိုင်နေအမ်တချို့လူတွေလည်းချစ်ရေးမှာအဆင်ပြေနေတဲ့ပုံတော့မရှိဘူးအမ်ဘာလို့လဲဆိုတော့အချိန်ကြတော့ အဲချစ်ရေးမှာရတာမလို့လိုတာမရပါတော့ရတာမလို့လိုတာမရဖြစ်နေတယ်။နည်းနည်းလေးအေးချစ်ရေးမှာကိုကအကောင်းမြင်စိမ့်နဲ့မကြည့်တတ်တာမျိုးပေါ့နော်။အဲ့တော့ collateral တွေဒါမဟုတ်လို့ရှိရင်နဲ့ collateral တွေရဲ့တစ်ဖက်လူကပေါ့နော်အဓိကကတော့ဒီထဲမှာ collateral တွေပေါ့နော်အမ် collateral တွေကဒီ relationship နဲ့ပတ်သက်ပြီးရောမှာပေါ့နော်အဲ emotion တွေကုန်နေရမျိုးအဓိကစိတ်တွေစိတ်တွေကုန်နေရပေါ့နော်စိတ်တွေကုန်များအာဒီ relationship နဲ့ပတ်သက်ပြီးတော့မှလည်းအဲအကောင်းမြင်စိတ်တွေပေါ့နော်အကောင်းမြင်စိတ်တွေဆိုတာမရှိတော့နော်ဒီ relationship နဲ့ပတ်သက်ပြီးတော့အကောင်းမြင်စိတ်တွေမရှိတော့စိတ်ကုန်နေရမျိုးတွေတွေ့ရတယ်အဲသူကလာပြီးတော့မှပြန်ချော်တာမျိုးပေါ့နော်သူပြန်လာပြီးချော်တာမျိုးသူကပြန်လာပြီးတော့မှ တန်းလန်းတာမျိုးရှိတယ်ဆိုလို့ရှိရင်လည်းเนาะအာကိုယ်အနေနဲ့ပေါ့เนาะ collateral တွေအနေနဲ့အဲ့ဒါကိုပြန်ပြီးတော့မှလက်မခံချင်တော့ဘူးเนาะတချို့ဆိုလို့ရှိရင်ဒီ relationship ကိုအဆုံးသတ်လိုက်တာဖျက်ဆီးလိုက်တာကိုကိုတိုင်းပဲအဲကိုကိုတိုင်းပဲဖြစ်နိုင်တယ်ပေါ့เนาะအာဘာလို့ဖြစ်အဲ့လိုအဆုံးသတ်ဖျက်ဆီးလိုက်တာလဲအဲကတော့ဒီထဲမှာတော့အကြောင်းရင်းတော့တိတ်မပြသေး collateral တွေကအဲ့လိုမျိုးစိတ်ကပေါ့နော် collateral တွေရဲ့စိတ်ကအဲ့လိုမျိုးဖြစ်နေရယ်နော် အဲနောက်တစ်ခုကကျတော့ဒီ relationship နဲ့ပတ်သက်ပြီးတော့မှ collateral တွေမှာလည်းဝင်တော့ဝင်ဖို့ဖြစ်နေရမျိုးဖြစ်ရှိတယ်ပေါ့နော်ဝင်တော့ဝင်ဖို့ဖြစ်နေရမျိုးရှိတယ်အဲဒီ relationship ကိုပေါ့နော်အော်ဆက်ပြီးတော့မှအာ carry လောက်သွားဖို့ပေါ့နော်တည့်ဆောင်သွားဖို့ကအာတိတ်ပြီးတော့မှဖြစ်နိုင်တော့ဘူးပေါ့နော်အော်အရန်ပင်ပန်းနေတဲ့အတွက်ကြောင့်မလို့ လွတ်ချခြင်းလာတာမျိုးတွေဖြစ်တယ်သူ့ဘက်ကပြန်ချော့တာတွေဗာလေးရှိတယ်ဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့ခေါင်းနေရှုံနေတယ်မစင်းစားခြင်းတော့ဘောเนาะမစင်းစားခြင်းတော့ကိုယ်သူလုတ်ခဲ့တဲ့အရာတွေပေါ့เนาะသူအဆင်မပြေအောင်ကိုယ်လုတ်ခဲ့တဲ့အရာတွေအဲသူပြုခဲ့ပြုမှုခဲ့တဲ့အရာတွေဘာတွေပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဒီအရာတွေကိုစိတ်နာတာစိတ်အဆင်မပြေတာတခုပဲတည်တယ်ကြံတာတွေမတည်တော့ဘူး เนาะจันทร์นี่บ่ามาไม่ตีတော့บ่ามาเลยไม่စဉ်းစားခြင်းတော့เนาะအဲ့လိုမျိုးဖြစ်နေ collective lady อ่ะပေါ့เนาะအဲနောက်တစ်ခုကကျွန်တော် collective lady ရဲ့တစ်ဖက်လူမှာဆိုလို့ရှိရင်တော့သူမှာရွေးချက်ချက်လေးပြီးများနေရမျိုးလေးပေါ့เนาะ collective lady ရဲ့တစ်ဖက်လူစီမှာတော့နည်းနည်းလေးရွေးချက်စရာရွေးချက်စရာများနေတဲ့အနေထားမျိုးလေးတွေရှိနေတယ်เนาะအာတချို့တချို့လေးတွေဆိုလို့ရှိရင်ဒီထက်မှာအာ၃ဘွင့်ဆိုင်ကြီး ပါနိုင်တယ်ပေါ့နော်အဲ့လိုမျိုးသုံးခွင့်ဆိုင်အိမ်ချောင်းမှုလို့လဲအခု collateral တွေအရန်စိတ်ပင်ပန်းနေရမျိုးပေါ့နော်သုံးခွင့်ဆိုင်ချောင်းမှုလို့လဲစိတ်ပင်ပန်းနေတဲ့သူ့ကိုစိတ်ကုံသွားပြီပေါ့နော်ဒါမျိုးလေးအာဖြစ်နိုင်တယ်ပေါ့နော် collateral တွေရဲ့တစ်ဖက်လူကကျတော့အာတိတ်ပြီးတော့မှကျမဒီမှာခံစားချက်အရာတိတ်ပြီးတော့မှ မရင်ကျက်တာမျိုးဖြစ်နိုင်တယ်เนาะ collateral လေးတွေရဲ့တစ်ဖက်လူကတိတ်ပြီးတော့မှမရင်ကျက်တဲ့သူမျိုးဖြစ်နိုင်တယ် collateral လေးတွေအေးဒီလိုမျိုးဖြစ်နေရတယ်ဒီလိုခံစားနေရတာကိုသူကအာတိတ်ပြီးတော့မှအာအရင်မမှုเนาะသူပြန်လာပြီးကိုယ်ပြန်လာချော်တာတွေပါရတော့ရှိတယ်အဲဒါပေမဲ့အရင်ကိုခံစားနေရတာတွေအရင်မမှုအာနည်းနည်းလေး ွေအေးရဲ့လူစားမျိုးပေါ့နော်တကူကောင်းဆန်တဲ့လူစားမျိုးဖြစ်နိုင်တယ်နော်တွေအေးတတဲ့လူစားမျိုးတကူကောင်းဆန်တဲ့လူစားမျိုးဖြစ်နိုင်တယ်အဲခလတလီရဲ့စိတ်ခံစားချက်ကိုအရင်မစင်းစားပြီးတဲ့ဘူးမထက်မထက်တော့ပြီးတဲ့ဘူးပေါ့နော်ဒါမျိုးဖြစ်နေတတ်တယ်တဲ့နော်ဒါကတော့အခုခလတလီဒီလောက်ထိ energy ကြိုက်လာပေါ့နော် energy ကြိုက်တယ်ဆိုရင်တော့ဆက်ကြည့်ပါ energy မကြိုက်ဘူးဆိုလို့ရှိရင်တော့အာ မကြည့်လဲရပါတယ်ပေါ့နော် entertainment အနေနဲ့ကြည့်တယ်ရပါတယ်ဒါကတော့လက်တလုံးမှဖြစ်နေရလေးပေါ့နော်အဲ့တော့ collective တွေအနေနဲ့ဘာလို့တင်လဲဆိုချင်ညာတော့စိတ်အေးချအောင်နေထိုင်တင်တယ်ပေါ့နော် collective တွေအနေနဲ့စိတ်အေးချအောင်နေထိုင်တင်တာမျိုးလေးတွေ့ပါတယ်တဲ့နော်နောက်တစ်ခုကကျတော့အာတချို့တော့ collective တွေအတွက်ဘာလို့အနေနဲ့ဆိုတော့ပြတ်သားမှုရမျိုးလိုအပ်နေတယ်နော်ပြတ်သားမှုရမျိုးဆိုအပ်နေတယ်ဒီထဲမှာ ် ensign တို့ပေါ့နော် libra တို့ gemini တို့ gemini pisces ပေါ့နော်ဒီ energy တွေ strong ဖြစ်တယ်အာနောက်ကတချို့ capricorn တွေလည်းပါအကောင်းပါနိုင်တယ်ပေါ့နော်အာအဲ့ဒါလေးတွေပါအကောင်းပါနိုင်ပါတယ်တဲ့နော် cluster လေးတွေကတော့အာဒီ relationship နဲ့ပတ်သက်ပြီးရောမှာပေါ့နော်အဆုံးထိသွားဖို့ရအောင်ရည်ရွယ်ထားတာမျိုးရှိပါတယ် เนาะဒါပေမဲ့အဲနည်းနည်းပေါ့เนาะလမ်းတော့မှာအဆင်ပြေနိုင်မှုဖြစ်နေတယ်เนาะအဲ့တော့ခလတ်တလေးတွေအနေနဲ့သူ့စီရနေပြီးတော့မှာညှိနှိုင်းခြင်းနဲ့ဆိုလို့ရှိရင်တော့တဲ့เนาะညှိနှိုင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ balance ဖြစ်အောင်ပေါ့เนาะသူ့ဘက်ကိုယ်ဘက်မျှအောင် balance ဖြစ်အောင် အောင်ညှိနှိုင်းဖို့ညှိနှိုင်းညှိနှိုင်းတာမျိုးလေးတွေပေါ့เนาะညှိနှိုင်းတာမျိုးလေးတွေလုပ်တဲ့ ਨੇ အဲအဲ့ဒါဆိုလို့ရှိရင်တော့အာတချို့တော့ quality တွေပြန်ပြီးတော့မှအဆင်ပြေနိုင်နေမယ်เนาะအာ quality တွေအများစုကလေเนาะဟိုဓာတ်ပဲ energy နဲ့ဖြစ်နေကြတယ်ဓာတ်ပဲ energy နဲ့ relationship ကပူလောင်ရတယ်เนาะဓာတ်ပဲ energy နဲ့ relationship ကပူလောင်ရတယ်အဲ ဟိုတယောက်နဲ့တယောက်အရင်သဝင်တူလုံးနာမျိုးချုပ်ချယ်လုံးနာမျိုးပေါ့နော်အာနှစ်ဖက်လုံးကအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်လို့တစ်ဖက်ထဲကလည်းဖြစ်နိုင်တယ်ပေါ့နော်နှစ်ယောက်လုံးကတယောက်နဲ့တယောက်စိတ်မချအောင်ချုပ်ချယ်တဲ့သဝင်တူတွေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းတယောက်နဲ့တယောက်အရင်ချစ်ကြမယ်အရင်ချစ်ကြပေမဲ့လည်းအဲသူတပ်ပါတီတွေရှိနေရမျိုးပေါ့နော်သူ့ဘက်မှာလည်းအဲတရဝန်အဲတရဝန်ချစ်သူကြီးစားရှိ ချစ်သူဗီဇာဒါမဟုတ်လို့ရှင်ဇနီးမယားရှိနေရမျိုးကိုယ့်ဘက်မှာတရားဝင်ချစ်သူဗီဇာဇနီးမယားရှိနေရမျိုးလေးတွေဒါမျိုးလေးတွေဖြစ်နိုင်တယ်เนาะဒါမဟုတ်လို့ရှင်အသက်တွေအရန်ကိုကွာလွန်တာမျိုးပေါ့နော်ဘာသာရေးတွေကွာခြားနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ relationship ကနည်းနည်းလေးပေါ့နော်အခက်အခဲဖြစ်နေရမျိုးလည်းဖြစ်နိုင်တယ်เนาะအာတချို့လူတွေကတော့ဘလို့ပဲဖြစ်ဖြစ်ရှေ့ဆက်သွားမယ်ဆိုတော့အဲ သူမျိုးသူလေးတွေရှိရပေါ့နော်သူပဲဘလို့ပဲဖြစ်ဖြစ်ရှေ့ရှေ့ဆက်သွားမယ်အဲခလာတလေးတွေအနေနဲ့ကနောက်ဆုံးဖို့မရှိဘူးပေါ့နော်နောက်ဆုံးဖို့မရှိဘူးရှေ့ဆက်သွားမယ်လူလေးတွေကြီးတွေ့တယ်အဲ့တော့ခလာတလေးတွေအနေနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်သွားလို့တော့ရတယ်နော်သွားလို့တော့ရတယ်အဲနောက်ပိုင်းမှာအစင်တော့ပြေလာနိုင်တယ်နှစ်ယောက်သား balance ဖြစ်တယ်ဆိုရင်အစင်တော့ပြေလာနိုင်တယ်အဲဒီမှာ two shot cup လည်းရှိရယ်အဲ ten shot cup မှာလည်း ထန်တော့ကပ်မှာလည်းအဲဒီ family လေးဆိုတော့ကျတော့အာဖြည့်ဆက်သွားမယ်ဆိုလို့ရှိရင်တော့သွားလို့ရတဲ့ relationship မျိုးဖြစ်တယ်เนาะအာကိုကလည်းသူ့ကိုလေကိုကသူ့ကိုတစ်ချိန်ကြလို့ရှိရင်เนาะအာသူ့ပြန်ကမ်းလှမ်းတာတွေကိုလက်ခံလက်ခံလိုက်တယ်ဆိုလို့ရှိရင် ပေါ့เนาะအခုဖြစ်နေတဲ့ဆက်စပ်ခြင်းမှာကျွန်မပြောခဲ့သလိုပဲဖြစ်နေတဲ့ energy ကအာ collective တွေကအာ ဘာမှကိုမရွေးချယ်ချင်တော့တာမျိုးစိတ်ကုန်ညာမျိုးစိတ်ပြတ်နေရမျိုးဒီလိုလေးရှိရှိထဲကနေပြီးတော့မှအာထွက်သွားချင်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေရလေဆိုတာပြောသလိုဝင်တော့ဝင်ပုံဖြစ်နေတယ်တစ်ဖက်ကသူကအာမရင်ချက်ဘူးသူမှရွေးချယ်စရာရှိတယ်တပ်ပါတီလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်အဲ့ဒီကနေပြီးတော့မှအာသူ့ကိုတစ်ချိန်တစ်ခါလောက်ခွင့်ရေးပေးပြီးတော့မှပေါ့နော် chance ပေးပြီးတော့မှဒီအဲတပ်ပါတီနဲ့သုံးဖွဲ့ဆိုင်ကြတယ်ရှင်းဖြည့်ရှင်းပြီးရင်ပဲဖြစ်ဖြစ်နှစ်ယောက်သားနော် နောက်ရောက်တာအာဒီအမှန်တရားကိုပေါ့နော်အမှန်တရားကိုဖော်ထုတ်ပြီးရင်ပဲဖြစ်ဖြစ်နှစ်ယောက်လုံးအာဒီတပ်ပါတီရှိရဲ့ကိစ္စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တပ်ပါတီမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းတခြားသောအာအဆင်မပြေတဲ့အရာကိုညှိနှိုင်းဖို့ရပေါ့နော်ညှိနှိုင်းဖို့ရတယ်ဘယ်လန့်ဖြစ်အောင်လုပ်ဖို့ရတယ်တွေ့ပြီးသွားလို့ရှိရင်တဲ့နော် အဲသူ့ဘက်ကလည်းအဲသူခံရတာတွေကိုဟိုပြောပေါ့နော်ကိုယ့်ဘက်ကလည်းကိုခံရတာတွေကိုပြောပေါ့အဲအဲ့လိုမျိုးနှစ်ယောက်သားလေးတည်တည်ချာချာဆိတ်ဆက်ပြီးသွားလို့ရှိရင်ညှိနှိုင်းပြီးသွားလို့ရှိရင်တဲ့နော်အာနောက်ပိုင်းမှာအတဖြည်းဖြည်းနဲ့ပေါ့နော်လက်တွဲပေါ်အထီအဆင်ပြေလာဖို့ရပေါ့နော်အဆင်ပြေလာဖို့ရတွေ့တယ်အဲသူ့အနေနဲ့လည်းပေါ့နော်ကိုသူ့အနေနဲ့လည်းအဲနည်းနည်းပေါ့နော်ဟိုရှင်းချက်သွားပြီးတော့မှာပေါ့နော်ကိုရဲ့ ကလန်ကိုရဲ့ကိုဒီနှစ်ယောက်သားညှိနှိုင်းတဲ့အရာမျိုးပုံမှန်မှုတည်ပြီးတော့မှာပေါ့နော်ညှိနှိုင်းပြီးရဲ့နောက်မှာပြောင်းလဲသွားဖို့ရှိရပေါ့နော်ပြောင်းလဲသွားဖို့ရှိရအဲဒါပေမဲ့အဲတချို့သူတွေကကြတော့အဲ double energy လေးရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်မအစောပြောသလိုပဲပေါ့နော်မချစ်တဲ့နာမျိုးဖြစ်တဲ့နာမျိုးတခုခုနေရဒေတာပဲဖြစ်ဖြစ်တခုခု different ဖြစ်နေရမျိုး꽌ပြားခြားနာနေရမျိုးပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘာမှမ꽌ကြမခြားနာမှုမရှိဘူးဆိုတော့အနည်းဆုံးအသားရောင်လေး꽌ပြားခြားနာတာမျိုးလေးရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲနောက်ပြီးကြတော့ color တလေးတွေ ကလန်တလီတဖက်လူပေါ့နော်တဖက်လူကလန်တလီတွေအနေနဲ့အဲကွန်ထရိုးလုပ်နိုင်မယ်ပေါ့နော်အဲအစပိုင်းမှာအကိုကလေသူသူ့စီကနေပြီးတော့မှထွက်ခွာခြင်းနဲ့အရန်ဝင်တော့ဝင်ဖို့ဖြစ်တယ်ပင်မန်းနဲ့အဲဘာမှရွေးချယ်မှုမလုပ်ချင်တော့ဘူးအဲသူ့ကိုလည်းသူ့ကိုလည်းမရွေးချယ်ချင်တော့ဘူးပေါ့နော်စိတ်ကုန်နေပြီစိတ်ပြတ်နေပြီလွတ်ချခြင်းနေပြီဆိုတော့အချိန်မှာသူကပြန်လာပြီးတော့ညှိနှိုင်းပြီးတော့မှအာ ပြန်ပြီးတော့အဆင်ပြေကြလိမ့်မယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် तू ကလေကိုပြောတဲ့စကားတွေလည်းနားထောင်မယ်နော်ကိုပြောတဲ့စကားတွေလည်းနားထောင်မယ်ကိုခိုင်းနိုင်လည်းလုပ်မယ်ကိုထိန်ချုပ်ခြင်းတလို့ထိန်ချုပ်လို့ရတဲ့အနေအထားမျိုးရောက်လာလိမ့်မယ်တဲ့နော်ရောက်လာလိမ့်မယ် तू ဘက်ကနေပြီးတော့မှအာပြောင်းလဲပြီးတာပေါ့နော်ပြောင်းလဲပြီးတဲ့အနေအထားတကူကိုရောက်လာလိမ့်မယ်တဲ့နော်အဲ့ဒါကတော့ colon delivery ဒီထိ energy guide လေးဆိုရင်တော့စက်ကြည့်ပါပေါ့နော် သူကပြောင်းလဲလာမဲ့ဖြစ်စဉ်လေးကိုတွေ့တယ်။နှစ်ယောက်သားအအဆင်ပြေနိုင်မှာမျိုးလေးတွေ့တယ်ပေါ့နော်။ဒါမဲ့ဇလန်ဘလူးဆက်ဖြစ်လို့ဒီထဲမှာဒက်ဗယ်လည်းပါတယ်ဆိုတော့လေ။နော်။ဒက်ဗယ်လည်းပါတယ်ဆိုတော့ သူကဆက်ကြည့်ချမမကြိုက်ဘူးထန်းတော့ဆက်ချမမကြိုက်ဘူးသူဆိုဆက်လည်းမကြိုက်ဘူးထန်းတော့ဆက်လည်းမကြိုက်ဘူးအွန်လိုင်းကြီးပြုတ်ကြရတဲ့အတွက်အွန်လိုင်းကြီးပြုတ်ကြရတဲ့အတွက်ပြန်ထည့်လိုက်ပါပြီဒီကတ်ကလေးတော်တော်လေးကတ်တဲ့ထဲမှာပါတယ်နော်တကတ်နဲ့တကတ်ကလေးကတ်နေအထလိုက် ကန်အာအဲ့ဒီတော့တဲ့ဆောကျွန်မပြောရဲပေါ့နော်အာဒီအာ relationship မှာဒီ relationship ကလူမျိုးပါတာလူမျိုးပါတာဖြစ်မယ်ဒါမဟုတ်လို့ရှိရင်ကိုကိုရိုင်းကအာကိုမတရားဝင်ဇနီးမယား အာဂျီစာရှိရှိတာမျိုးပေါ့နော်။နော်အခင်မောခင်မောဇနီးမယားတယောဇနီးမယားရှိတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့တဲ့သူနဲ့ကဖြစ်တဲ့နဲ့သူမချစ်တဲ့သူမျိုးတွေတဲ့ဖြစ်ပါတယ်တဲ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ကော်လာတလီကကော်လာတလီကရွေးချယ်စီအဲဘယ်လိုပြောရမလဲ။ ဖြတ်လိုက်ရမလားပေါ့နော်ဖြတ်လိုက်ရမလားဆက်လိုက်ရမလားဆိုပြီးတော့မှအာရွေးချယ်ရွေးချယ်မှုလေးပေါ့နော်အာဘယ်လိုပြောမလဲရွေးချယ်မှုလောက်ရတော့မယ့်အချိန်ကိုရောက်နေရေပေါ့နော်ဒါမှမဟုတ်လေခလာတလေးအနေနဲ့ ရွေးချယ်မှုကိုမလုပ်ချင်ဘူးပေါ့နော် client လေးအနေနဲ့လည်းရွေးချယ်မှုကိုမလုပ်ချင်ဘူးအာမရွေးချယ်ဟိုမဆုံးဖြတ်ချင်ဘူးပေါ့နော်ဘာမှမဆုံးဖြတ်ချင်ဘူးအဲ့လိုမျိုးဖြစ်နေတယ်ဖြတ်ရမလားဆက်ရမလားဆိုတာတကယ်တမ်းကျတော့အာစဉ်းစားရမယ့်အချိန်တခုကိုရောက်လာတယ်ပေါ့နော်အာ double energy ကလေအာ ကျမရဲ့ခံစားချက်ပေါ့နော်ကျမခံစားချက်အရာဆိုဒီ devil energy ပါနေတဲ့အတွက်ကြောင့်မလို့အာဒီ relationship ကပေါင်းစည်းဖို့ရတော့မဖြစ်နိုင်သလောက်နေတယ်ပေါ့နော်မဖြစ်နိုင်သလောက်နေတယ်ပေါင်းစည်းဖို့ရတော်တော်လေးကိုမဖြစ်နိုင်တဲ့အထင်မှပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအဲ the the emperor energy เนาะ the emperor energy the emperor ပြီးရချင်းကြတော့ ten of swords ဆိုကြတာချင်းကြတော့လေအဲဒီကြည့်နေ collateral တွေ နော်အညာဘက်ကိုအိတ်မပြောရလောက်အောင်ထိပေါ့နော်စဉ်းစားစရာတွေအဲတွေ့စဉ်းစားစရာတွေတော်တော်လေးကိုများလိုက်မယ်နော်ညာဘက်ကိုအိတ်ပြောရလောက်အောင်ဒီစဉ်းစားစရာတွေများပြီးတော့မှအာအရန်ခံစားရလိမ့်မယ်နော်အရန်ခံစားရလိမ့်မယ် အဲတချို့ဆိုလို့ရှိရင်ကျမရေးတွေထိခိုက်တဲ့အထိကိုခံစားရလိမ့်မယ်နော်အာအဲ့ဒါပြီးတော့လို့ရှိရင်တော့တဲ့ဆုံးဖြတ်ချက်တခုကို client တွေတွေချနာလိုက်မယ်နော်အဲ့ဒီဆုံးဖြတ်ချက်နီလန်တော့ဘာလဲဆိုတော့အဆုံးသတ်ဖို့ပဲဖြစ်တယ်တဲ့နော်အဆုံးသတ်ဖို့ပဲဖြစ်တယ်အမ်ပြီးတော့လို့ရှိရင် client တွေတွေအနေနဲ့ဒီကောင်းမွန်တဲ့ relationship တခုရဖို့ရဖို့ manifest လုပ်နေရမျိုးပေါ့နော်အာ ဒါမှမဟုတ်လို့ရှိရင်သူနဲ့ကိုနဲ့ပေါ့နော်နောက်ဘဝကြလို့ရှိရင်ပြဒီလိုဝကြွေးရည်နဲ့မဟုတ်ဘဲနဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်နဲ့ပြန်ပြီးဆုံတွေ့ဖို့ရအောင်အဲခလတ်တလေးတွေအနေနဲ့ဆူတောင်းနေရမျိုးဆန္ဒပြုနေရမျိုးတွေဖြစ်လာလေဖြစ်လိမ့်ဖြစ်လောက်ဖြစ်နိုင်မယ်ပေါ့နော်အာပြီးတော့လို့ရှိရင်တော့ recollect လေးတွေအနေနဲ့သူ့ကိုအပီးတိုင်းလွှတ်ချနိုင်ပြီးတော့မှာ ကိုဟာနဲ့ကိုပေါ့နော်ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေနိုင်သွားလိမ့်မယ်တဲ့နော်နေနိုင်သွားလိမ့်မယ်ကလတ်တလီနောက်ဆုံးမှာတော့အဆုံးသက်တဲ့လမ်းကိုရွေးချယ်လိုက်တယ်ပေါ့နော်ဆုံးသက်တဲ့လမ်းကိုရွေးချယ်လိုက်တယ်အဲအဲ့ဒါပြီးသွားလို့ရှိရင်တော့ကလတ်တလီလဲပေါ့နော်အဲဒီအစပိုင်းမှာဆိုလို့ရှိရင်ဒီကံနေညံ့နေရမျိုးပေါ့နော်စိတ်တွေရှုံနေရမျိုးဒီကနေလွတ်မြောက်သွားပြီးတော့မှာပေါ့နော်လွတ်မြောက်သွားပြီးတော့အာဒီ ပေါ်ပါပြီးတော့မှအာကောင်းတဲ့ energy ဘက်ကိုပေါ့နော်ကောင်းတဲ့ energy ဘက်ကိုကူးပြောင်းသွားတယ်တဲ့နော် quality တွေကံနေလဲကောင်းလာကံနေလဲကောင်းလာလိမ့်မယ်ပေါ့နော်ယူလိုက်မယ်နော်ကြာလာလာနှစ်ခုဆိုတော့อืม just it ချက်မှချက်မှ just it မဟုတ် just မှအပြော့ arrabbiare con la tele passa per male အဲ့တော့အဲ့တော့လေခလန်တလေးတွေနော်ခလန်တလေးတွေအဲဒီ relationship ပေါ့နော်ဒီ relationship ကနေပြီးတော့မှလွတ်မြောက်ပြီးတော့တဲ့ချိန်ကြလို့ရှိရင်တဲ့နော်အမ် လွန်မြောက်ပြီးသွားလို့ရှိရင်ပေါ့နော်လွန်မြောက်ပြီးသွားလို့ရှိရင်ကိုကနဲ့ကိုအေးစစ်စစ်အနာယူမယ်အေးစစ်စစ်အနာယူပြီးသွားလို့ရှိရင်တဲ့အဲခလတ်တလေးစိတ်သက်လူသက်နေပေါ့နော်ပြန်လဲပြီးကြမှာကိုရဲ့ဘဝကိုပြန်ပြီးတော့စတင်မယ်ပေါ့နော်ကိုဘဝကိုပြန်ပြီးတော့စတင်မှုရှိရင်သူနဲ့ခလတ်တလေးတွေကတော့တဲ့နော်အဲ ဝေးသွားကြတယ်ပေါ့เนาะတယောက်တနေရာစီဖြစ်သွားတယ်ဝေးသွားကြတယ်အဲအရန်ကိုဘယ်လိုပြောရမလဲဒီ relationship ကပြတ်သွားတဲ့အချိန်မှာအရန်ကိုအာခံစားရမယ့် relationship ပေါ့เนาะခံစားရမယ့် relationship ဖြစ်ပါတယ်တဲ့เนาะ तू ကလည်းအဲကိုယ်နဲ့ပြတ်သွားတဲ့အချိန်မှာ तू ကလည်းသူ့ရဲ့မိသားစုနဲ့သူပဲပေါ့เนาะကိုကအဲသူသူ့ရဲ့ရှိနေတဲ့ relationship ရှိနေဆိုလို့ရှိရင်လည်း तू ကလည်းသူ့ရဲ့ relationship နဲ့ तू အဲဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့ မိသားစုနဲ့သူပဲပေါ့နော်သူပြောပြောရှင်းရှင်းနဲ့နေနေပါလိမ့်မယ်တဲ့ကိုယ်အနေနဲ့ကတော့လေအဲအဲ့ဒီအတိတ်ကိုပြန်ပြီးရောမှာမျှော်ချိပြီးရောမှာပေါ့နော်အဲ့ဒီတိတ်ကိုပြန်ပြီးတော့ပြောကြည့်ပြီးတော့မှအာလွမ်းဆွတန်တာနေရာမျိုးပေါ့နော်လွမ်းဆွတန်တာနေရာကိုယ်ကလည်းအဲပြီးပြည့်စုံတယ်နော်ကိုယ်ကလည်းကိုယ့်ရဲ့ဘဝဟာဒီတိုင်းတယောက်ထဲနေတယ်ဆိုလို့ရှိရင်လည်းအဲကိုယ့်ရဲ့ဘဝကပြီးပြည့်စုံတယ်ပြီးပြည့်စုံပြီးတော့မှအာသူ့ကိုလည်းပေါ့နော်ကိုယ်အနေနဲ့က အာလွမ်းဆွနေရပြုံးပေါ့နော်မျောလင့်နေရမျိုးတန်းတနေရမျိုးတွေတဲ့ရှိနိုင်ပါတယ်တဲ့ဒီမှာကအာဒီမှာကအာကျမပြောတယ်ကန်ကောင်းလာပြီပေါ့နော်ကန်ကောင်းလာပြီသူနဲ့အမ်ပြက်ပြီးပြက်တယ်ပြက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့စိတ်ဒီအရင်နောက်ဘဝတွေနောက်ဘဝတွေမှာပေါ့နော်ပြန်ပြီးတွေ့အောင်ဆူတောင်းနေပြီးသွားလို့ရှိရင်ကိုယ့်စိတ်ကိုပေါ့ပေါ့ပါပါထားပြီးလွတ်လွတ်လပ်လပ်ထားပြီးဆိုတဲ့အချိန်မှာကန်ဒီကောင်းလာပြီးတော့မှအာ အရာအလုံးပေါ့နော်တစ်ဖက်တစ်လမ်းမှာအလောက်ကန်ရလူတူရာလိုပါလိုပေါ့နော်အဲ့ဒီအရာတွေကအဆင်ပြေနေတယ်ကိုယ်မှပြီးပြည့်စုံနေတယ်ပေါ့နော်ဒါပေမဲ့ तू ကတော့ကိုယ့်ရဲ့နာမမရှိတော့ဘူးအာမူရင်းချင်းရေးဒီပိုင်းဆိုလို့ရှိရင်လည်းအရန်ကိုကန်ကောင်းမယ်ပေါ့နော်အရန်ကိုကန်ကောင်းမယ်ပြီးပြည့်စုံမယ်အတိတ်ကိုတော့ကိုယ်ကပြန်ပြီးတော့မှမြှုပ်ပြီးတော့မှဆွေးနေရမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အခုကြည့်နေ collective တွေကလည်းဘာလို့တူတူလုံနိုင်လဲဆိုချင်ရတော့ အာတချို့တွေကအာတမထကျင်နာလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးလေးတွေအာ spiritual လုပ်လေးတွေလုပ်တာမျိုးပေါ့နော်အာဉာဏ်ကောင်းပင်ကိုမှလည်းဉာဏ်ကောင်းတဲ့ထဲမှာပေါ့နော်ပါတာမျိုးပါတဲ့အာလူမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ collective လေးတွေကပြည့်ပြတ်တသားဆုံးဖြတ်ဒီ relationship အစဉ်မပြေတော့တာပေါ့နော်မဖြစ်တဲ့တော့ရဟာကို အဲပြပြတသားဆုံးဖြတ်နိုင်တဲ့လူပေါ့နော်မဖြစ်တဲ့နေရာပြပြတသားဆုံးဖြတ်နိုင်တဲ့လူဖြစ်သွားပါလိမ့်မယ်တဲ့နော်ဒီ relationship ကအဲရင် toxic ဖြစ်တဲ့ထင်မှာတော့မပါဘူးနော် toxic ဖြစ်တဲ့ထင်မှာတော့မပါဘူးအဲပြန်လဲလွန်ဆွတန်တာနေပြီးတော့ romantic sensation လေးပေါ့နော် romantic sensation လေးအဲဒီဇလန်လေးရပေါ့နော်အခုကြည့်နေ quality layer ဇလန်လေးရ romantic sensation လေးပါတဲ့နော် အကဲရွေးများပေါ့နော်အကဲရွေးများမပြတ်တဲ့လူတွေကမပြတ်တဲ့လူတွေအကြောင်းပြပြမယ်နော်အကဲရွေးများမပြတ်ဘူးဆိုလို့ရှိရင်တဲ့မပြတ်ဘူးဆိုလို့ရှိရင်တဲ့နော်နည်းနည်းလေးခံစားရတာမျိုးပေါ့နော်အာခံစားရတာခံစားရတာမျိုးစိတ်မလုံးမချုံအောင်ဖြစ်နေရတာမျိုးပေါ့နော်စိတ်မလုံးမချုံဖြစ်နေရတာမျိုးခံစားရတာမျိုးဟိုဒီနှစ်ယောက်သားပေါ့နော်နှစ်ယောက်သားခိုးပြီးတော့မှအာဒီ relationship ကိုပေါ့နော် အာတိဆောက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးကြီးဆိုလို့ရှိရင်တဲ့အဲအဆင်မပြေတတ်ဘူးပေါ့နော်အဆင်မပြေတတ်ဘူးအမ်ဒီနေ့ရက်သားပေါင်းတော့ပေါင်းဖက်ရလိမ့်မယ်ပေါင်းဖက်ရလိမ့်အဲ့နေ့ရက်သားပေါင်းတော့ပေါင်းဖက်ရလိမ့်မယ်ဒါပဲမဲ့လဲအာဒါပဲမဲ့လဲအဆင်ပြေပြေချောချောမူမူတော့အဆင်ပြေပြေချောချောမူမူတော့မဖြစ်နိုင်ဘူးနော်အဆင်ပြေပြေချောချောမူမူတော့မဖြစ်နိုင်ဘူး နော်ဟုတ်လေမပြတ်လို့ရှင်လည်းမရအောင်မပြတ်လို့ရှင်လည်းမရအောင်တစ်ချိန်ကြာလို့ရှင်ပြတ်ပါပဲအဲတစ်ချိန်ကြာပြတ်တဲ့ခါကျလို့ရှင်အေးစစ်စစ်နဲ့လွန်ခွေရတာမျိုးမဟုတ်ဖ ೇನೆ ကို့အနေနဲ့နည်းနည်းလေးပူပူလောင်လောင်နဲ့ လန်းခွေရတာမျိုးပေါ့နော်ထားခဲ့ခံရတာမျိုးပေါ့ဒါမှမဟုတ်လို့ရှင်လည်းအဲ့လိုမျိုးပေါ့နော်တခြားလူတွေပောက်ဘေးပဝင်ချင်းရဲ့ပယောကကြောင့်ကိုယ်အနေနဲ့အဲကိုမသွားချင်တဲ့အရက်ဒေတာမသွားချင်တဲ့နေရာမျိုးဟိုမရွှေ့ပြောင်းချင်တဲ့ပုံစံမျိုးနဲ့ရွှေ့ပြောင်းရတာမျိုးလေးဖြစ်တတ်တယ်နော်အဲပြက်ဖို့လန်းကိုဒီနေ့ပေါ်မှာလို့အေးစစ်စစ်နဲ့ပဲကိုဘက်ကပဲစတင်ပြီးတော့မှလန်းခွဲလိုက်တာမျိုးပေါ့နော်အေးစစ်စစ်ဆော့ဆော့စစ်စစ် ဇလန်ဖြစ်လိုက်တာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တဲ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ကိုဖြစ်ရှင်တဲ့ပုံစံအတိုင်းမဟုတ်ဖင်းနေပေါ့နော်ကိုဖြစ်ရှင်တဲ့ပုံစံအတိုင်းမဟုတ်ဖင်းနေသူများဒီဘဝဝင်ချင်းကြောင်းမဖြစ်ဖြစ်ပေါ့နော်ကိုမသွားချင်တဲ့ပုံစံလမ်းမခွဲချင်တဲ့ပုံစံမျိုးနဲ့အဲလမ်းခွင်ရတာမျိုးလေးတဲ့ဖြစ်တတ်တယ်တဲ့နော်အဲနောက်ကြတော့ချိန်ကြတော့ဘလို့ပဲဖြစ်ဖြစ်အဲသူ့အနေနဲ့သူ့အနေနဲ့ကလည်းနောက်တစ်ယောက်တွေ့သွားနိုင်တာပဲဖြစ်ဖြစ်ပေါ့နော်သူရဲ့အရင် လုံနေပေါ့နော်အာပြန်ပြီးတော့မပေါက်ရှိရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒီတော့အဲ့ဒီတော့ collateral လေးတွေနောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာလေးကြည့်မယ်နော် collateral လေးတွေဘာဆက်ဖြစ်မလဲအဲ့တော့ subscribe ရောပြည်တယ် collateral လေးတွေဘာဆက်ဖြစ်မလဲ page shop နဲ့ကဲ ஸ்பீடோ பண்ணிக்கேன் குயினோவா ကြီးသားတော့လေကြီးသားတော့အစ်စ်ထပ်ပြီးတော့မရမှာမဟုတ်သေးဘူးနော်ကြီးသားတော့အစ်စ်ထပ်ပြီးတော့မသူနဲ့ပြက်ပြီးလမ်းခွဲပြီးတဲ့နောက်မှာသူကြီးသားတော့အစ်စ်ထပ်ပြီးရမှာမဟုတ်သေးဘူးခလုတ်တလေးတွေအနေနဲ့အဲဘဝမှာပေါ့နော်အပြောင်းလဲကြီးကြီးမားမားလေးတွေကြုံမယ်ပေါ့နော် အဲဒီထဲမှာဆိုလို့ရှိရင်တော့ကောင်းတဲ့အပြောင်းလဲလေးပဲဖြစ်တယ်။ collateral လေးကိုကိုကနဲ့ကိုကယူဆိုင်မယ်ပတ်စံလေး အများကြီးရှာမယ်ပတ်စံဒီပဲစူးစမ်းပြီးအချိန်နဲ့များပတ်စံဒီပဲစူးစမ်းပြီးရှာမယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုအဲလောက်ယူမယ်ပေါ့နော်ကိုယ့်ပျော်ရွှင်မှုကိုလောက်ယူမယ်ကိုယ့်ကိုယ်ကိုဂရုစိုက်မယ်ပေါ့နော်အင်ချင်းကစားတာမျိုးပေါ့နော်အဲဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာတိုးတက်ဖို့ပေါ့နော်ချင်းကစားတာမျိုးတို့အဲဒီဖလာတီဆိုတာဘာညာပေါ့နော်အဲ့လိုမျိုးအဆုံပေါ့အားကစားလိုက်စားတာမျိုးပေါ့နော်ယောဂဆိုတာမျိုးပေါ့ ဒါမျိုးတွေလုတ်ဖြစ်နေမယ်နော်အဲကိုကနဲ့ကိုအဲဒီအပင်လေးတွေစိုက်ပြီးရောမှာပေါ့နော်အဲအဲ့လိုမျိုးအေးစစ်စစ်နေရမျိုး work from home လို့ဒါမျိုးငွေရှာတာမျိုးနော်အဲကိုအလုပ်ကိုပဲစူးစမ်းပြီးငွေရှာတာမျိုးငွေရလဲရလာမှာနော်ငွေရလဲရလာနိုင်မယ်အဲ့တော့ကိုကကိုပဲပြောပြောရှင်းရှင်းနေရမျိုးလေးဖြတ်တန်းတာမျိုးလေးတွေ့တယ်တဲ့နော်အဲ relationship အနေနဲ့တော့မတွေ့ဘူးနော် relationship အနေနဲ့တော့မတွေ့ဘူးအဲငွေကြီးကြီးလေးတွေပဲတွေ့တယ်နော် အဲ့တော့အဲ့လိုမျိုးဖြတ်တန်းဖြစ်သွားပါလိမ့်မယ်တဲ့အဲ့လိုအဲ့လိုမျိုးတွေ့ပါတယ်ပေါ့နော်အဲ့တော့အခုချိန်ကြီး collateralty ရဲ့အခြေခံလမ်းဖြစ်ပါတယ်အဲ collateralty အားလုံးပဲကျင့်ကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်